အားလုံးပဲမင်္ဂလာပါရှင်။မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ကိုဗန်တိုကင်နဲ့ပွဲထွက်လာမဲ့ဆိုလာနာစီကာဆိုတဲ့သတင်းနဲ့အတူအာဖရိကအထိပါကူးစက်လာတဲ့ခရီတိုပြန်ပေးဆွဲမှုတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ။ ပထမအောင်ဆုံးသတင်းတပုတ်အနေနဲ့ကိုပိုင်တိုကင်နဲ့ပွဲထွက်လာမဲ့ဆိုလာနာစီကာဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။နေ့နေ့ကြီးဆောင်းဆိုင်နေကြရတဲ့ဆိုလာနာစီကာဟာအော်ဂလာမှာထွက်လာပါတော့မယ်။အော်ဂလာလေးရဲ့နေမှာရှေးပင်းတွေစပိုးတော့မှာဖြစ်ပြီးစီကာရဲ့ကိုပိုင်တိုကင် SKR ကိုလည်းတခါတည်း launch လုပ်သွားမှာဖြစ်ကြောင်းဆိုလာနာမိုဘိုင်းဘက်က ထုတ်ပြောလာပါတယ်။ ဆိုလာနာစာကရဲ့အောင်မြင်မှုကိုလိုက်ပြီးအသေးစားဗာရှင်အဖြစ်လိုက်ထွက်လာတဲ့ဆိုလာနာစီကဟာ feature အသစ်တွေလည်းပါဝင်လာမှာဖြစ်တယ်လို့ဆိုလာနာ device တွေရဲ့ ecosystem ကိုအားပြဖို့အတွက် SKR token ကိုမိတ်ဆက်လာတာဖြစ်ကြောင်းလည်းသိရပါဗျ။ဆိုလာနာစာကမှာတော့က feature အဟောင်းတွေအပြင် Siga ID, Sivas Wallet နဲ့အစင်မြင်ထားတဲ့ Solana D application store တို့လို feature အသစ်တွေလည်းပါဝင်လာမှာပါ။ SKR ဟာ Solana device တွေရဲ့အခြေပြု ecosystem token လည်းဖြစ်လာမယ်ဆိုထားတာကြောင့် အနာဂတ်မှာလည်း Solana ရဲ့ mobile phone တွေကိုထပ်မြင်လာရနိုင်ပါတယ်။ဒါပေမဲ့လောလောဆယ်မှာတော့ SKR နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုမတိရသေးပဲ Solana ecosystem တွေက builder တွေနဲ့ user တွေရဲ့ပါဝင်ပတ်သက်မှုပုံမူတည်ပြီးခွဲပေးသွားမယ်ဆိုထားတာကြောင့် airdrop ထွက်လာနိုင်မဲ့သဘောရှိပါတယ်။ SKR token အပြင် Solana Mobile အနေနဲ့ hardware manufacturer တွေကိုပါပါဝင်ခွင့်ပေးမယ့်အစီအစဉ်တွေလည်းရှိနေပြီ တခြားမိုဘိုင်းတစ်ပတ်တည်းလို့ဟက်ဝဲကန်တက်ချက်တွေကိုကျော်လွှားနိုင်ဖို့ရည်ရွယ်ထားပါတယ်။ဒါကြောင့် Wattry ဖုန်းတစ်ခေတ်ကို Solana မိုဘိုင်းကစတင်နိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းပြီး Solana ဖုန်းတွေရဲ့အောင်မြင်မှုဟာ Solana Token အပေါ်ကိုလည်းတည်ရောက်မှုရှိလာမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့အာဖရိကအထိပါကူးစက်လာတဲ့ခရစ်တိုပြည်မဲဆွဲမှုတွေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ ခရီဒိုနဲ့ပတ်သက်တဲ့သူတွေဒီအပိုင်းမှာအတော်လေးသတိထားနေသင့်နေပါပြီ။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင်ပြင်းတင်းတဲ့လန်ဒန်မှာခရီဒိုနဲ့ပတ်သက်လို့တိုက်ခိုက်ခံရတာတွေငွေကြေးခိုးယူခံရတာတွေတောက်လျှောက်လို့လို့ဖြစ်ခဲ့ပြီးအခုတခါအာဖရိကတိုင်းမှာပါဒီလိုဖြစ်ရတွေဖြစ်လာခဲ့ပါပြီ။တကယ်တော့ဒီလိုလူရက်ခံရတာတွေတိုက်ခိုက်ခံရတာတွေဟာကမ္ဘာနဲ့တဝမ်းဖြစ်နေတာဖြစ်တယ်လို့နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ဖြစ်စဉ်တွေကကမ္ဘာသတင်းမီဒီယာတွေမှာဖော်ပြခံရလို့လူအများသိကြတာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ယူဂန်နာနိုင်ငံက Metro Black Left ရဲ့တီထောင်သူ Fasto EVV ဟာသူ့အိမ်မှာပြန်ပေးဆွဲခံခဲ့ရပါတယ်။ EVV ကိုလာဖမ်းခေါ်သွားကြသူတွေဟာစစ်ဝတ်ဆောင်ဝတ်ထားတဲ့လက်နက်ကင်တွေဖြစ်တယ်လို့ UPDF Uganda People Defense Force ကလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်အယောင်ဆောင်ခဲ့တာဖြစ်ကြောင်း Metro Black ဘက်ကထုတ်ပြန်ထားပါတယ်။ဒီလနဲ့ကံတွေဟာ EVV ကိုဖမ်းခေါ်သွားခဲ့ပြီးနောက်မှာ crypto wallet တွေကိုဖွင့်ခိုင်းပြီး wallet တွေထဲကဒေါ်လာ9သိန်းကိုသူတို့ကိုယ်ပိုင် wallet ထဲလွှဲပြောင်းပေးဖို့ဖိအားပေးခဲ့ပြီး အဖရိုဆိုတဲ့မင်းကွန်ကိုလည်းချက်ချင်းထုတ်ရောင်းပြီးငွေသားပြောင်းခိုင်းခဲ့ပါတယ်။ရောင်းရငွေတွေကတချို့ကတော့ Finance Wallet ထဲပို့လိုက်ကြောင်းတွေ့ရပေမဲ့အတိမပြုနိုင်သေးပါဘူး။ဒီကိစ္စဖြစ်ပြီးနောက်မှာတော့ Afro Token ရဲ့ဈေးဟာ16.8ရာခိုင်နှုန်းအထိထိုးကျသွားခဲ့တယ်လို့ Market Cap ဟာလည်း dollar 7.6 million ရှိနေရကနေ dollar 1.6 million ဒါကျန်မာတော့တယ်။ EVV နဲ့ပတ်သက်တဲ့အခြေအနေကတော့ထမ်းမတိရသေးပဲအခုချိန်ထိလက်နက်ကင်တွေလက်ထဲမှာပဲရှိနေသေးပုံပါပဲ မီထိုဘလက်ကတော့ဒီဖြည့်ရအချင်းပြက်အစိုးရအရာရှိတချို့နဲ့တရုတ်နိုင်ငံသားနှစ်ဦးအပါအဝင်သတင်းပေးတွေပူးပေါင်းကြံစည်တာဖြစ်ကြောင်းဆိုထားပြီးဒီအဖွဲ့ရဲ့လက်ချက်နဲ့တိုက်ခိုက်ခံရတဲ့ကိစ္စပေါင်း58ခုအထိရှိနေပြီဖြစ်ကြောင်းလည်းဆိုထားပါတယ်။ဒါကြောင့်ခရစ်တိုနဲ့ပတ်သက်လာပြီးဆိုရင်အပြင်လူတွေကိုပေးမတီတင်ပဲဖြစ်နိုင်ရင်တရားထဲတိုးတိုးသိသိနေပြီးလောက်ဆရာရှိတာလောက်တာမျိုးကအကောင်ဆုံးဖြစ်ပါလိမ့်မယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါလိမ့်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။ Thank you